ကဘာတဝမ်းကယင်းနီမြုံနံသူတွေဝိုင်းပြီးတော့စောင့်ကြည့်နေတဲ့အစည်းအဝေးတစ်ခုရှိနေပါတယ်။အဲ့ဒီအစည်းအဝေးကိုတော့အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာကျင်းပနေတာဖြစ်ပါတယ်။တရုတ်နဲ့အမေရိကန်အစ်စ်မြစ်ကိုယ်စားလှယ်အဖွဲ့တွေရဲ့ကုံသွေးရေးအစည်းအဝေးပါ။ဒီကနေ့ကတော့ဒုတိယနေ့အဖြစ်ဆက်ပြီးတော့ကျင်းပနေကြပါတယ်။မနေ့ကပထမနေ့အစည်းအဝေးကိုတော့9နှစ်ကြာအောင်ကျင်းပခဲ့ပေမဲ့အပြေမထွက်ခဲ့လို့ဒီကနေ့ထပ်ပြီးတော့ဆွေးနွေးကြမှာဖြစ်ပါတယ်။ ထမနေ့အစည်းအဝေးအပြီးမှာတော့အမေရိကန်သမ္မတဒိုနယ်ထရမ့်က China is not easy တရုတ်ကမလွယ်ဘူးလို့မှတ်ချက်ပေးပါတယ်။ကုံသွဲခွန်တိုးမြင့်နာတွေကိုရပ်ပေါင်း60ဆိုင်းငံ့ထားတဲ့အချိန်တွင်မှာအခုအစည်းအဝေးကိုကျင်းပနေတာလည်းဖြစ်ပါတယ်။ရက်60မတိုင်ခင်ပြည်ထနာတွေပြေးလည်အောင်ညှိနှိုင်းနိုင်မလားဆိုတာလဲကမ္ဘာအနှံ့ကရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေရတာပါ။ ။အဓိကကျပြီးတော့တင်းမာနေတဲ့ကိစ္စတွေက electronic ပစ္စည်းတွေထုတ်လို့ရမှာမရှိမဖြစ်လိုအပ်နေတဲ့ဒီမြေရှားတက်ထုအပေါ်အခွန်တိုးမြင့်မဲ့ကိစ္စနောက်ပြီးတော့ဒီအမေရိကန်က AI မှာအသုံးပြုရမဲ့အဲ semicon အဲ data ပေါ့နော်ဒီ semicon data တွေပိတ်ပင်မဲ့ကိစ္စနဲ့ဒီတရုတ်ចောင်းသားတွေကို visa ရုပ်သိမ်းတဲ့ကိစ္စတွေဖြစ်ပါတယ် ကမ္ဘာမှာစီးပွားရေးအရာအင်အားအကြီးဆုံးနံပါတ်1နဲ့နံပါတ်2နိုင်ငံတို့ရဲ့ဒီအရေးကြီးတဲ့အစည်းအဝေးရလဒ်တွေကတော့ရလဒ်တွေဟာဆိုလို့ရှိရင်ဒီ stock share ဈေးကွက်ကိုအကြီးကျယ်ရိုက်ခတ်နိုင်တာမို့လဲယင်းဤမြို့နံသူတွေကစောင့်ကြည့်နေကြတာဖြစ်ပါတယ်